မြန်မာမျိုးသမီးလက်ရွေးစင်နေပြအစ်ဖြစ်လာတဲ့네덜란드လူမျိုးနေပြရော်ဂျာဟာမြန်မာအသင်းကို네덜란드အသင်းနဲ့မနှိုင်းရှင်ဖို့တောင်းဆိုလိုက်ပါတယ်။ဘာကြောင့်ရော်ဂျာကဒီလိုပြောတာလဲ။မြန်မာအသင်းကိုကင်တွယ်ရမှာဘာအခက်အခဲတွေရှိနေသလဲ။စတာတွေကိုတော့သတင်းအယ်ဒီတာကိုရဲရင်ထေးကတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာမျိုးသမီးလက်ရွေးစင်နေပြချုပ်ရော်ဂျာကမြန်မာအသင်းကို네덜란드မျိုးသမီးအသင်းနဲ့မနှိုင်းရှင်ဖို့တောင်းဆိုလိုက်ပါတယ်။ရော်ဂျာဟာ네덜란드မျိုးသမီးအသင်းနေပြဟောင်းတူဖြစ်ပြီး 2015မြို့သမီကဘာဖလားကိုနယ်သာလန်မြို့သမီအသင်းဝင်ခွင့်ရအောင်စွမ်းဆောင်ပေးထားနိုင်သူပါမြန်မာနဲ့နယ်သာလန်ကိုနှိုင်းရှင်မယ်ဆိုရင်တော့မမျှတာပါဘူးဒီကအခြေအနေကိုကျွန်တော်အားလုံးသိပါတယ်ဒီမှာမတူညီတဲ့နှီးစနစ်တွေနဲ့ကျွန်တော်လုပ်ခိုင်သွားမှာပါမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဟာရောဂျာကို6လတက်တန်းမရှိတဲ့စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးသူ့ရဲ့စွမ်းဆောင်ရေးပေါ်မှာမူတည်ပြီးစာချုပ်တက်တန်းတို့ကိုစီစဉ်ထားပါတယ် ဘောလုံးဖွဲ့ချုပ်ကသူ့ရဲ့ကိုရေးမှတ်တမ်းကိုသာကြည့်ပြီးနီးပြချုပ်ဖြစ်ခန့်ထားတာပါမင်းနဲ့မှာချက်ပါမယ်။ဘောမှာရောအောင်ရေးတွေအဓိကကြီးတယ်ပြောမှာ။နိုင်ငံသားကြီးကြောင့်အဲဒီဘာ။ဒါဒီနိုင်ငံသားကြီးကြောင့်မှန်းရတာတော့ဒါဒီအားဖြင့်ပြောလို့သူရဲ့ဟိုနေဆောင်ရွက်ချက်သူရဲ့ကျန်ရည်တွေဆောင်ရွက်ချက်ကြီးပြောမှာ။ ။နီးပြသစ်ရောဂျာတာဝန်ယူကိုင်းတွင်မြန်မာမျိုးသမီးတင်ဟာ2016ခုနှစ်အတွင်းမှာအဓိကပြိုင်ပွဲအနေနဲ့အာဆီယံမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ပြိုင်မှုရှိနေပါတယ်။ဒီပြိုင်ပွဲအောင်မြင်မှုကရောဂျာရဲ့နီးပြသက်တမ်းကိုအဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။